ကျွန်တော်တို့ကမတိုင်နိုင်တဲ့လူကိုကျွန်တော်ပြေးကြအောင်လူကြီးကိုပြေးကြတာကျွန်တော်ပြေးကြတယ်ပေါ့ကျွန်တော်တို့မတိုင်နိုင်ဘူးကတန်းကူတော့မပါဘူးတန်းကူကတော့ဘောရန်ကြီးကိုချိန်ကြမှာတော့တော့ကျောင်းကျောင်းကဘောရောက်ကိုတွေ့တာအကျောင်းကဦးစရကြကိုကျွန်တော်ပြောပြဦးလေးမတိုင်နိုင်ဘူးစားလိုက်တာဒီကိစ္စမတိုင်နိုင်ဘူးပါဘောစားလို့ရရင်ကြောက်ပြရတဲ့ကိစ္စတော့ဘောအော်ဘောရောက်ရအောင်

ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရထင်ပါဒီနေ့2025ရန်လ12ရက်နေ့ညနေပိုင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေပိုင်းမှာတော့တရင်းကောင်းတွေကြီးပဲပြင်ပြီးတော့ပြောရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရထင်ပါဒီနေ့2025ရန်လ12ရက်နေ့ညနေပိုင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရောဒီမှာဒီနေ့2025ယွန်လ12ရက်နေ့ညနေပိုင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေပိုင်းမှာတော့ပထမဆုံးကတော့ကျွန်တော်တို့ online တက်ဖို့တွေကအမြန်လမ်းမပေါ်တီကိုပြင်ပြီးတော့တက်ပြီးတော့စုံနေပြန်ပါပြီဒါကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပုံမှာရှိတဲ့ရေဝတီမြို့ ဘူတာယုံတကြဆက်နဲ့ဇာကွန်ကက်တို့တွင်တက်ဆွေထားသောစစ်တပ်ကိုတက်ခတ်မှုမှာစစ်တပ်ဖက်မှလေးဦးတည်ဆောင်းပြီးတော့ကာနစီကိုတင်းစီရရှိခဲ့ပါလိမ့်တဲ့ဒါကတော့နေတာမဟုတ်ဘူးနော်ကာနစီကိုတင်းပတ်ရရှိခဲ့တာကဒါကပဲခူးတန်းဖြုံမြော့နယ်ရန်ကုန်မနလေးလမ်းဟောင်းပေါ်မှာရှိတဲ့ရေဝတီမြို့ဘူတာယုံတကြဆက်နဲ့ဇာကွန်ကက်တို့ ဒွန်းတဆွေထားသောစစ်တပ်ကိုတက်ခတ်ခဲ့ရမစစ်တပ်ဖက်မှ၄ဦးသေဆုံးပြီးတော့ကားနှစ်စီးကိုတင်းစီရရှိခဲ့ပါတယ်။ဒီကရွှေလစီရဲနဲ့ညက်၉နာရီ၄၅မိနစ်မှာအဖို့ကျွန်တော်တို့ဒူလိုင်းတပ်ဖွဲ့တွေကတက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ဒီတက်ခတ်မှုမှာကတော့စစ်ကောင်တပ်ဖွဲ့တွေကတော့အာ၂ဦးကထပ်ပြီးတော့ဒဏ်ရာရတယ်။ဆိုတော့ဒီ ရေရဝတီမြော့ဘူတာရောင်နဲ့တရားဆက်ရှိမှရှိတဲ့စစ်တပ်စစ်တပ်ကိုဖြူးမြော့နယ်ပကဖတက်ခတ်ရေးအဖွဲ့ကဝန်ရော့ပြစ်ခတ်ခြင်းမှာပြစ်ခတ်ခြင်းတွင်စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့်၎င်းတို့စီးနင်းလာသောအင်စီကားနှစ်စီးကိုဖြူးမြော့နယ်ပကဖအဖွဲ့မှတင်းစီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါကတော့ကျွန်တော်တော်ရင်တဖို့ရဲ့တရင်ကောင်းဖြစ်ပါတယ်။ဆိုတော့ဒီဟာကတော့ ပထမဆုံးအနေနဲ့အမြန်လမ်းမပေါ်ထီကိုတက်ပြီးတော့စုံနေရတဲ့အကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုကအကျန်းဖက်စခုံးဆောင်မြောင်းလန်ကခုလိုပြောလာပါပြီ။ဘီလူတွေပြောလာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်မတီမငင်းတိနေရမြပညာရေးအားနည်းတိဒေသမြဖြစ်ပြီးအတိုင်းပညာတက်မြော့မှုအားနည်းခြင်းနဲ့တင့်မီတွဲခုနံမှုအားနည်းရွယ်အကျန်းဖက်မှုများလုံနေခြင်းဖြစ်ကြောင်းအကျန်းဖက်စခုံးဆောင်မြောင်းလန်ကပြောဆိုလာပြန်ပြီ။ဒါကတော့သူ့ဖက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီဟာကတော့အရန်ကိုမှန်ကန်ပြီးတော့အရန်ကိုတိကျတဲ့ဇာတ်ဖြစ်ပါတယ်။သူ စကားနဲ့ပတ်သက်ပြီးတို့ပြောမယ်ဆိုလို့ရှိရင်တော့အခုအတန်းပညာတင်မြောင်းမှု အားနေခြင်းနဲ့တင်းမြင့်တွဲခုန်နိုင်မှုအားနေရအခုလိုဖြစ်လာတဲ့အကျဉ်းဖက်မှုကိုလော့ဆောင်နေခြင်းဖြစ်ဖြစ်တယ်လို့သူကတော့ပြောဆိုတာဒါကဟလုံးဘုတ်ကိုဟုတ်ပါတယ်ကျွန်တော်တို့ပြည်သူတွေက2021စာကြေးကငင်းချမ်းစွာကိုအေးအေးဆေးဆေးကိုဆန္ဒပြနေကြပါတယ်အတန်းပညာတင်မြှုပ်မှုအားနေတဲ့ တိမင်တွေးခေါ်နေတဲ့အားနေတဲ့မင်းအောင်လန်ကကျွန်တော်ပြည်သူတွေအေးအေးချမ်းချမ်းကိုဒစန်တပြတ်နေတဲ့သူတွေကိုတနေ့နဲ့စပြီးတော့ပြစ်တယ်ပြီးရင်အကြမ်းဖက်မှုကိုစပြီးတော့လောက်ခန်းတယ်ဒါကသူ့ရဲ့စကားနဲ့လုံးဝကိုကန့်ငင်တဲ့စကားတွေကိုခုကပြောလာတာဖြစ်ပါတယ်ဒါကတော့ तू ဘလူးလူမျိုးလဲဘလူးတွေအာဘေးအရေးချင်းရှိလဲဘေးကနဲ့စပြီးတော့ပေါ်လာလဲဆိုတာကိုအကြမ်းဖက်မှုကိုဘလူးတွေလောက်ခဲ့လဲဆိုတာကိုသူကူတန်းကခေါ်ပြပေးနေခြင်းဖြစ်ပါတယ်ဒါကတော့အတန်းပညာအာ တဲ့မြို့မှုအာနေချင်းကြောင့်နဲ့တိပင်းအတိမင်တွေးခိုနိုင်ချွမ်းနေအာအာနေတဲ့တွေးကြောင့်ပေါ့နော်ဒီလိုမျိုးကိုလောက်လာချင်းဖြစ်တယ်ဆိုတာကို သူ့ဖက်ကနဲ့ဒူတိုလင်ကိုဝန်ခံထားတာဖြစ်တယ်လို့နော် ဆိုတော့ဒီဟာကအခုချိန်မှာစက်ကောင်းဆောင်ဒီထက်မှာသူတူကေပြောချင်တာကျွန်တော်တို့လိုင်းတစ်ဖက်ကိုဖက်ကိုပြောချင်တဲ့အရာဖြစ်ပေမဲ့လေသူ့ဖက်ကနဲ့ပူပြီးတော့မန်ကန်မှုရှိတယ်သူ့ဖက် ပြူပြောစကားနဲ့သူ့ဖက်ကနဲ့စဉ်းစားမယ်ဆိုပြီးပူပြီးတော့တိကျတယ်ဒီစကားကအရန်ကိုပြောဖို့လိုအပ်တယ်သူ့ဖက်ကနဲ့ဝန်ခံဖို့လိုအပ်တယ်ဆိုတာကိုပြန်ပြီးတော့မင်တွေ့ရဖြစ်ပါတယ်အမှန်ဆိုရင်တော့ကျွန်တော်တို့တိုလိုင်းရဲ့ဖက်နေမီတွေကျွန်တော်တို့တိုလိုင်းတစ်ဖက်တွေကထင်းချုပ်ထားတဲ့နေမီတွေမှာပင်ငယ်အားနည်းမှုရှိတယ်အသိပညာအားနည်းမှုရှိတယ်ဒါကြောင့်မလို့အကျဉ်းဖက်မှုကိုပူပြီး ီးတော့အာလော့လာတယ်ဆိုပြီးတော့အာပြောချင်တာဒါပေမဲ့လည်းဒီဟာကဆဆကလေးကစပြီးတော့တွေ့မယ်ဆိုလို့ရှိရင်ဒီဟာကဒီကွန်ဖက်ကနေလာတယ်ဆိုတာကိုလုံးဝကိုပိုလွန်ဆာစီတာကိုကျွန်တော်ပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီနော်မာကရင်ပြည်နယ် KNU တမဟာခွဲနေမယ် KNU ဘဟုဌာနချို့နေမယ်အနည်းတော့စစ်ကောင်စီကအသေးခက်ဒရုန်း9စီးဖြန့်ပြစ်ခတ်တက်ခတ်ခဲ့ခြင်းကြောင့် KNU သတင်းရင်းမြစ်ကပြောဆိုပါတယ် ပြစ်ခတ်တက်ခတ်ခံရကြောင်းကျွန်တော်တို့ online တက်ဖို့တွေစီကသိရှိရပါတယ်ဒါကတော့ဒီတက်ခတ်မှုမှာခုနှစ်ဆင်းနဲ့ဘောင်းကြည့်ခဲ့ပါတယ်ငါးလောင်းကတော့ပုတ်ကွေးတယ်လို့သိရပါတယ်လူတော့ထိခတ်မှုမရှိဘူးလို့သိရှိရပါတယ်ဒီကစက်ကောင်စီကအခုနဲ့ဆိုလို့ရှိရင်အာဒီဌာနချုပ်ကိုစက်ကျွန်တော်တို့ KNU ပေါ့နော် KNU ဘူဌာနချုပ်ကိုတက်ခတ်မှုက2020 2023အဒီလိုကနေအခုဆိုလို့ရှိရင်အာ ကောင်းကြင်မြော့လာမသိဘူးဒီလောက်ရှိနေပြီကောင်းကြင်မြော့ရှိနေပြီနော်အော်ဒီထက်မှာထိခတ်မှုကတော့အဲ့လောက်ထိမရှိဘူးအာအရင်တော့ကလည်းဒီအသေးခတ်ဒရောင်းတွေနဲ့တက်ခတ်မှုတွေစက်တက်ကိုဖြစ်နေပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့အခုရေပန်းကကျွန်တော်တို့ online တခုတွေကပြေးချလိုက်တဲ့ play မြော့နေတွင်ပြေးချက်ခံလိုက်ရတဲ့တက်လေရင်မှာတယူထောက် FN 7 F7N ခေဟောင်းလေရင်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်ဒီလေရင်ကတန်ကြီးကတော့ American dollar နဲ့တန်ခွဲတန်ကြီးရှိတယ်လို့သိရပါတယ် ဒီစစ်တပ်လေရင်ပြည့်ကျက်မှုဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်စစ်တပ်ဖက်ကတက်လေရင်ဟောင်းများထောတောင်းခုတ်ခံရတဲ့အထိအခြေအနေဆိုးရွားမှုပိုလွန်စေမှုကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါကတော့ခုချိန်မှာဒီလေရင်ကတတော်လေးကိုဟောင်းနှံပြီးတော့တခြားနိုင်ငံမှာဆိုလို့ရှိရင်လုံးဝကိုမတောင်းတော့တဲ့အတက်လေရင်အမျိုးအစားဖြစ်ပါတယ်။ ဆိုတော့ခုချိန်မှာစစ်ကောင်စီကိုတရုတ်ကမတောင်းချင်တယ်လို့စစ်ကောင်စီကိုပြပြီးတော့ရောင်းစားအယောင်းမှုတွေကိုနော်အာရောင်းတဲ့ဟာဖြစ်ပါတယ်ဒီလိုဒီဟာကိုစစ်ကောင်စီကတိုလိုက်ကိုဟောင်းနှက်နေတဲ့တက်လိင်ကိုတောင်းလာတော့ခုချိန်မှာကျွန်တော်တိုလိုင်းတက်ဖို့တွေကတစ်ချက်နှစ်ချက်ပြစ်လိုက်တာနဲ့အမှချက်ချင်းကိုတန်းမို့တော့ပြီဆိုတော့ဒီလိုမျိုးအခြေအနေမျိုးကိုတောင်းလာပြီးတော့နော်ဒီဟာကိုဘာဖြစ်လို့အဲ့လိုဒီလော့ထီဟောင်းတာကိုတောင်းလာလဲဆိုလို့ရှိရင်ရှင့်မှာလေတရကအများကြီးရှိပါတယ်ဘလို့လေရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့တိုလိုင်းတက်ဖို့တွေကတက်လိင်အကောင်စားတွေ ဆယ်ရဟရင်ကောင်းစားတွေကိုပြစ်ချနိုင်ခဲ့တာပြစ်ချနိုင်ကခေတ္တကတစီးနှစီမဟုတ်ဘူးဆေစီအထက်ကိုရှိနေတာဒါမျိုးကိုကြောက်နေလို့အတိတ်ကိုမတောင်းရတော့ပဲနဲ့ဒီတက်လျင်မှုတွေကိုအသေးခံခံပြီးတော့အဟောင်းတွေကိုထောက်တောင်းခံတာဖြစ်ပါတယ်။ဒီကအဟောင်းတွေဆိုတာကတစ်ချက်တစ်ချက်ပြတာနဲ့ခိခတ်မှုတွေပူပြီးတော့လွေတယ်လို့အာတိခတ်မှုလေပူပြီးတော့အမြန်ဆန်မှုကိုပူပြီးတော့အားနေတာပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးကိုကြောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တော်လိုင်းတက်ဖို့တွေကလည်းချက်ချင်းကိုပြစ်ခတ်နေတာ ဆိုတော့ဒီလိုမျိုးမျိုးစားကဟောအတိတွေဆိုလို့ရှိရင်တက်လင်ရအတိတွေဆိုလို့ရှိရင်ဒီဟာကတော့မနေချက်ချင်းကတော့ကျွန်တော်တို့တက်လင်ရင်ပြည့်တဲ့ဒဏ္ဍာမရှိဘဲနဲ့ပြည့်လို့မရဘူးဒါမှမဟုတ်လေဒီဟာကတရံကိုဟောင်းနှံနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိုလင်းတိဖို့ကပြစ်ခတ်နေတာလို့တချို့တွေဆိုလို့ရှိရင်သုံးသပ်နေကြပါတော့ဒီဟာကတော့ဘာဖြစ်ကျွန်တော်တိုလင်းတိဖို့ကပြစ်ခတ်နေတာကတော့ရံကိုကောင်းတဲ့တရင်ဖြစ်ပါတယ်ဒီပြည့်ကျသွားတဲ့တက်လင်ရင်က FN 7 F7M ဖြစ်ပါတယ်လို့သိရပါတယ်မကွေးလေတက်ကနေတက်လာတဲ့လေရင်ဖြစ်တယ်ဆိုတော့ ပြစ်လာတော့မေပြင်ကနဲ့အဖွဲ့တွေကဝန်းဝန်းပြစ်ခတ်နေလို့သိရပါတယ်အနေထားမျိုးရှိပါတယ်ဆိုတော့ပြက်ကျသွားတာတော့နောက်ဆုံးပလေးမြော့နေတဲ့မပြဲအေးစုမှုထားတဲ့နေရာကိုကျသွားတဲ့အနေထားလို့သိရပါတယ်ဒီဟာဒီထဲမှာဆိုလို့ရှိရင်တော်လိုင်းတဲ့ဖွဲ့တွေကသွားပြီးတော့ကြည့်ရှုမှုတွေမှာအာစစ်တပ်ကိုကျွန်တော်တပ်ပုံတွေနဲ့တကွာထုတ်ပြန်လာတာတွေ့ရပါတယ်ဆိုတော့ဒီဟာကနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးပြောစရာမရှိတော့ပါဘူးဆိုတော့ဒီဟာကတော့စစ်ကောင်တပ်ဖွဲ့တွေဘက်ကတော့ဆောင်းရှောင်းမှုတွေကတော့အာတန်းဒေါ်လာတန်းနဲ့ချီပြီးတော့ဆုံးရှုံးမှုတွေရှိနေတယ်ဆိုတာကိုတော့ သိရတယ်မနော်ဒီထက်မှာဆိုလို့ရှိရင်အာလေရင်မှုကိုလည်းစောင်းရှောင်းနေရတဲ့အခြေအနေမျိုးအဲ့ဒီတော့မှနောက်ထပ်သတင်းကတော့အရာဝတီတန်ဒေတရေမြော့နဲ့ကွန်ပလန်ဂျေရောအုတ်ချော့ရေမှုမင်းမြတ်သူကစမှုထမ်းကျဲအဖြစ်လူငယ်ရှိသောမင်းသားစုတစုလျင်ငွေကျက်တသိန်းနဲ့တားယောက်ျားမရှိသောလာယောက်ျားလေးမရှိသောမင်းသားစုတစုလျင်ငွေကျက်၄000အထိကိုတူးကိုရန် အစီအဝေးခေါ်ပြောဆိုကြောင်းဒေသပြည်သူများကပြောဆိုပါဒီဟာနဲ့ပတ်သက်ပြီးတော့ရွတ်တန်ဖန်တစ်ခုကိုကျွန်တော်နဲ့တူကြည့်ကြည့်အောင်ပါနော်ဒီဟာက ဒေဒီရေမြော့နေကအချွေရေမူအဘလူတွေစီဝဲခေါ်ဆိုထားလိုက်ပါတော့ကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့ဒီထက်မှာဘလူတွေပြောဆိုနေကြပါလိုက်ပေါ့မကမကြည့်တဲ့အောင်ရေတဲ့သူတဲ့ဘောရာ ဆက်ပြီးဖြစ်နေတယ်။ဟောတယ်ဆက်ပြီးဖြစ်နေတယ်။ဒီမှာကျွန်တော်ကငွေနဲ့ပြည့်တဲ့လောကကြီးနဲ့ကြားပါတယ်။ပြေမလို့ကြားတာဟုတ်ဘူး။အခုဒါကိုယ်တော်ဝါရနေတာကိုယ်တော်ဝါရနေလို့ကြားတယ်။ဒီမှာကဝါရရှိနေတယ်။ဟုတ်ပါဘူး။ဟုတ်တယ်ဟုတ်တယ်။ကျွန်တော်မကြိုက်ဘူးလေ။ပြောလို့ရတယ်။ဟုတ်ပါလား။ဘာသာဘောရနေလို့ကြားရတယ်လုပ်ငန်းပေါ်မှာကျွန်တော်တို့ကမတိုက်နိုင်တဲ့လူကျွန်တော်ပြင်ရအောင်လူကြီးကိုပြင်ကြရတယ်ကျွန်တော်ပြင်ရတယ်ဘောရကျွန်တော်တို့မတိုက်နိုင်ဘူးဟာကျန်တဲ့လူတော့မပါဘူးဟုတ်တယ်လေဘောရနေနေချင်းကြားမှာကြုံးတယ်ပြောကြောက်တယ်ဘောရအောင်ပြောတယ် အကျောင်းကဦးစက်ကြာကြည့်ပြောပြတာသူကလည်းတက်နေတာစားနေတာသူကလည်းတက်နေတာပေါ့ပါလို့ရကြဘူးရကြဖြစ်တာသူတို့အော်ဘာလို့ရအောင်ရဟန်းတော်ကဘုရားကိုလည်းကျွန်တော်နားလည်ပါဘုရားပြုံးနေတယ်ဆက်လုပ်နေတာပေါ့ဘုရားကျွန်တော်ကလည်းတော့ဒီကမှာဟိုကိစ္စဆက်လိုက်လိုက်ဒီမှာလေးဝါဆိုတဲ့ဒီလိုရှိအဲ့ဆိုခက်ခဲရှိတယ်ပြောပြပါကျွန်တော်တမင်ဘုရားကတော့ဘာလဲကောင်းတော့ရမ်းရှိတယ်ကိုကြွေးကြောက်နေတယ် ူလေးတွေဆိုးတဲ့လူတွေရှိတယ်။ကိုကြလဲတဲ့တန်းပါလေကိုကြဆိုးတဲ့လူတွေရှိတယ်။အဲဆိုးတဲ့လူတွေဖက်ပြီးပါ။ဘာလို့ပါသိနေလို့လဲ။ဘုရားတို့မတဲဘူးဆိုလို့နေတယ်ကျွန်တော်ကတော့ဘုရားတို့နေမှာ။ကျွန်တော်တို့ငယ်နေကျခေါ်ရတော့ကတော့ကိုယ်တော်အားနေလို့ပြရမယ်လို့ပြောတာ။ဆိုရမယ်ကဘုရားဘုရားဘယ်အားချက်ဆယ်လုံးလုံးပါဆယ်။ရောင်းဆက်သင်ပြရမယ်ဆိုတာအဲ့ဆိုရင်ကျွန်တော်မပေးမနဲ့။ကျွန်တော်ပြည်သူတွေကျွန်တော်ပြည်သူတွေကျွန်တော်တပတ်တပတ်ဆင်ပြလုပ်ပြီးပါမယ်ဆိုလို့ကျွန်တော်ကပြောတယ်။ ဘယ်လိုမှကျွန်တော်အတိတ်ထဲပါတော့ပြောဘူးခုကျိုးရတယ်မြန်မာကြောက်နေတော့ဒူကကျွန်တော်စီမှာရောက်နေရောက်နေပြီဆိုတော့ဘုရိုးကဘယ်မှာခွဲဘုရားသိကြနေတယ်နော်ခွဲရတယ်ကြရတယ်ကြရတယ်တရားကျန်တဲ့ဆန္ဒတရား60အခုတဝက်တရားကိုကျွန်တော်စီမှာရောက်နေတယ်တဝက်တရားမရောက်သေးတဲ့အခါဘယ်မှာစိတ်ဆက်ကောင်းလို့မရဘူးဟုတ်ပါဘူး ဆယ်ရင်းရဘာလဲရှိရဆယ်ရင်းရဘာလဲရှိရဒါပေမဲ့ဒုလားတိချက်ပါဆိုတော့လေရောင်းလို့ကျမ်းထားပြီးတော့ဘောတဲ့ရောင်းမှာတိုင်ဘူးဟာကျွန်တော်တို့မဆိုင်ဘူးလေတော့ဘုံမပြောရှာကျွန်တော်ရက်အောင်ပြောဘူးကျွန်တော်ငွေထည့်တယ်ရှင်းတော့ရက်အောင်ပြောဘူးအဲ့တော့ဒီမှာတက်တဲ့တော့မှာဒီကတော့ဘာလို့ငွေတို့လာလို့ရောင်းပေါက်ဖြစ်ကုန်လဲလည်းပေါက်မယ်ဆိုလို့ရှင်ကိုပေါက်လို့ရတာဘာမှမခံပါဘူးပြောတာ ကိုကြောင့်လည်းပူသွားကြအဲဒါအဲလိုဟဲ့ဆိုက်ပါဒီလိုမှမပါဘူးတရားတရားလို့ဆရာကတရားရှိ90ရောက်ပြတ်လာသိတယ်ဒီပါရင်တကောင်းတော့တသိမပါဘူးသိရတယ်ဆရာကဘုရားပြုလို့ဆရာလူကောင်းတယ်ရောင်းတဲ့ဆရာကဘုရားတရားရှိဆရာတင်းရောက်လူကောင်းတယ်လို့ရောက်တယ်လေဘာမှမပေါ်တာလေတိုင်းတော့ပေါ့ပြန်ပေါ့ဘူး

ไอ้หยอดน่ะไม่ใช่นี่น่ะก็ได้นี่แค่นี้แหละอ๋อก็สนใจด้วยนะครับว่าอะไรอะไรใช่ครับแต่ว่าแค่เอาไปดูในที่เนี่ยจะเป็นอะไรดูในเนี่ยทุกคนต้องการโอเคด้วยอะไรเนี่ยเวลามันจะมาไอ้หน้าพวกนี้แล้วลูกโอ้ยโอ้ยแบบนี้มันจะจะต้องมาพอได้เยอะแล้วมันอะไรอ่ะก็เยอะแล้วมันก็ได้ 昨天菜妈妈吃点多少钱呢？不晓得啊。这个不给你啊，我们说的。昨天做，昨天做。你他妈的，你他妈的，你他妈的，你是不是假的？他们每天几不人，几百人，多少？你多少？多少？不点，好点没有吗？要、yeah, 就是、不你要不要？Oh, 要，要不要？Yeah, ရှိကြပါလေ။ကိုမိုင်းကျွေးရတဲ့ဆင်းရဲတွေ။ရောက်တော့ပါလေ။ဒီရောက်လေ။ဟိုကိုဒီကနေ။ဟုတ်ကဲ့။အဲ့တော့ ကဲဆိုတော့ဒီဟာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဖန်နဲ့ပတ်သက်ပြီးတော့တချို့လူတွေပြည်သူတွေကောနော် အာဒီဒီဧတကပြည်သူတွေကတချို့အများစုကောနော်လက်မခံကြဘူးတဘုံမတူတွေတဘုံမျိုးတို့တို့ပြောဆိုပုံအရဆိုလို့ရှိရင်တော့သူတို့ဒီထဲမှာပြင်ပြီးတော့မင်းတို့ပြောသူတို့ဖက်ကနေပြင်ပြီးပြောမယ်ဆိုလို့ရှိရင်တော့မှဒီစစ်မှုထမ်းကစစ်ကောင်စီကပြတ်ထန်လာပြီးထားပြထားပါအောင်ပြတ်ထန်လာပြီးနောက်မှာငွေရေးကြေးပြင်ပြီးတော့သွင်းပေးရမလားငွေပေးပြီးတော့ပြင်ပြီးတော့စစ်မှုထမ်းပေးရအောင်မလားဒီလိုမျိုးအခြေအနေလား ဆိုတော့သူတို့ကိုအုပ်ချုပ်ရေးမှုတွေကဒီထဲမှာအာစစ်မှုထမ်းခမ်းတဲ့အပြင်ငွေငွေကိုပါပြင်ပြီးတော့အာကုတ်နေတယ်ဒီလိုမျိုးကိုလုံနေတယ်ဆိုတော့ဒီဟာကစစ်ကောင်စီကပြတ်ထန်းတာကတော့လူစစ်မှုထမ်းဖို့အတွက်ပြတ်ထန်းတာတခြားနေရာမှာတော့ပြီးကြည့်လိုက်နောက်စစ်မှုထမ်းတဲ့လူတွေကပြန်ပြီးတော့ငွေပေးရတယ်ဒီလိုမျိုးကိုပေးရတယ်ဆိုပြီးတော့ရှစ်ဖူလောက်တခါလဲမားလဲမကြဘူးဆိုတော့ဒီလိုမျိုးကိုပြန်ပြီးတော့မြန်မာနိုင်ငံမှာဖြစ်နေတယ်စစ်ကောင်စီကပြတ်ထန်းတဲ့ စစ်မှုထံကတတော်လေးကိုပြည်သူတွေတွေ့အခက်အခဲဖြစ်တယ်။သူတို့ဒီထက်မှပြည်သူတွေထပ်ပြီးပြောချင်တာကတော့အခုချိန်မှာကျွန်တော်ပြည်သူတွေဒေါ်လာရေးတစ်ဖက်တစ်ဖက်ကနေအရင်ကပြည်ပြည်ပြောတာရှိပါတယ်။စစ်ကောင်စီဖက်ကနေမလားကျွန်တော်ဒေါ်လာရေးတစ်ဖက်ကနေမလားသူတို့မင်းတို့တွေနဲ့မင်းတို့တွေစဉ်းစားပြီးတော့နေပါဆိုပြီးပြောနေတာကအလကားပြောတာမဟုတ်ဘူး။ကျွန်တော်အခုချိန်မှာကျွန်တော်ပြည်သူတွေကကြမ်းနေပါကြမ်းနေပါလို့ပြောလို့မရတော့ဘာလို့လဲဆိုလို့ရှိရင်စစ်ကောင်စီကလည်းစစ်မှုထမ်းဖို့အတွက်ကိုမင်းတို့ကိုဖမ်းဆီးမှုစစ်တပ်ကိုဖမ်းဆီးမှုလောက်ဆောင်နေတယ်။မဖမ်းချင်ဘူးအတန်တကြီးနဲ့စစ်မှုထမ်းအ လက်မကျက်သေးဘူးဆိုရင်တော့မှစစ်ကောင်စီကဖမ်းဆီးမှုခံရမှာပိုတာဆွေးခံရမှာဒါမခံရဘူးဆိုရင်တော့မှမကြခင်မှာစစ်မှုထမ်းဖို့အလစ်ကျက်လာမှာဒီလိုမျိုးအခြေအနေကိုရောက်နေပါလေဒါကတော့အခုအကူပီသူတွေအနေနဲ့စဉ်းစားရမှာဖြစ်ပါလေဘေးကနေနေရင်ကျွန်တော်တို့အတွက်အဆင်ပြေမလဲဘေးကနေအာတွဲရင်ကောင်းမလဲဆိုတာကိုတော့ကိုကကိုပဲစဉ်းစားကြရတော့အခုချိန်မှာကြည့်လိုက်စစ်မှုထမ်းပေးရုံကမကပဲနဲ့ငွေကြေးကိုပြင်ပြီးတော့တွန်းပေးရအောင်ပဲတဲ့ဒီမှာကြည့်အောင် နော်ဆိုတော့စစ်မှုမထမ်းတဲ့လူတွေကစစ်မှုမထမ်းချင်တဲ့လူတွေကငွေကြေးသွဲရမယ်ဆိုရင်တော့မထမ်းချင်တဲ့လူတွေကသွဲရမယ်ဆိုရင်တော့နင်းနေတော့တော်သေးဒါပေမဲ့လည်းစစ်မှုထမ်းတဲ့ထမ်းစင်းမှာပါတဲ့သူတွေကအကောင်လုံးနှိပါကတော့သွဲရတယ်လို့သိရတယ်ဗောနော်ဒီယုတ်တမ်ထင်းမှာကြီးရတဲ့သဘောနဲ့အရာဆိုလို့ရှိရတော့နော်ဆိုတော့ဒီဟာကတော့ဒီနေ့ညနေဘက်မှာရရှိထားတဲ့သတင်းထုတ်တွေကိုတက်နန်တလို့အချင်းချုပ်ပြီးတော့ပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရဲ့ကြည့်ရှုအားပေးနေကြတော်လံပြီသူများအားလုံးကိုလည်းကိုယ်ကြီးချမ်းချင်းဆဲချမ်းသာခြင်းနဲ့ပြည့်ဆောင်ကြပါစေ